လက်ဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့လီတက်ကွန်အကယ်ဒမီဆိုရှင်ဖြစ်ဖို့လက်တကန်းအလိုမှရှိနေတဲ့ဝမ်မုံရွှေကြီးခရိုနီတတိကရော်ကြီးဝမ်မုံရွှေကြီးကတော့အိမ်တော်ကြီးနဲ့အဆင်ပြေတယ်လို့အမှုပညာအရာမှာလည်းထိတ်တန့်မင်းသမီးအဖြစ်ဆက်လက်ရည်တည်နိုင်စေဖြစ်ကြောင်းနောက်ထပ်ရုပ်ရှင်ကားကြီးနဲ့သက်တည်ပြလာခဲ့ပါတယ် အခုနှစ်တွေအတွက်အရန်ရေပန်းစားနာမည်ကြီးနေတဲ့ရုပ်ရှင်ကားကြီးတွေထဲမှာပြီးခဲ့တဲ့ရက်ပိုင်းကမှပြိသက်ရှိကိုရောက်ရှိလာတဲ့ဝိပုံရွှေကြီးရဲ့နှက်ဝင်တဲ့ရုပ်ရှင်စကားလည်းပါဝင်ပါတယ်။ရုံမတင်ရသေးခင်အချိန်မှာတော့နမူနာဇက်ဝင်ကန်းနေတဲ့ပြိသက်စိတ်ဝင်စားမှုအာရုံကိုအပြည့်အဝရယူနိုင်သွားခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီရုပ်ရှင်စကားကြီးရဲ့ခေါင်းဆောင်မင်းသမီးဝိပုံရွှေကြီးတယောက်နောက်ထပ်အကယ်ဒမီစုကြီးကိုထပ်မံသိမ့်ပိတ်သွားတော့မယ်လို့လူပြောများရေပန်းစားနေခဲ့ပါတယ်။ဝိပုံရွှေကြီးကမြန်မာနိုင်ငံရဲ့အကယ်ဒမီသုံးစုရထိပ်တန်းမင်းသမီးဖြစ်တယ်လို့တကယ်ကိုနာမည်ကျော်ကြပြီး လူကြိုက်များတဲ့နံမတင်မင်းသမီးလေးလည်းဖြစ်ပါတယ်။ရုပ်ရှင်ကားတွေရိုက်ကူးတာရန်နာထားခဲ့ပြီးပြီးခဲ့တဲ့နှစ်ကမှရုပ်ရှင်ကားတစ်ခုနဲ့ကမ်ပတ်လာခဲ့တာပါ။ဒါပေမဲ့လည်းတကယ်ကိုထူးချွန်တဲ့မင်းသမီးဖြစ်တာကြောင့်တကားဆိုရင်တကားပေါ့မြောက်အောင်မြင်အောင်ရိုက်ကူးနိုင်ခဲ့ပြီးပြီးခဲ့တဲ့နှစ်မှာတိတ်မကြီးရုပ်ရှင်စကားကြီးနဲ့အကယ်ဒမီကိုတင်ပိုက်ရယူသွားနိုင်ခဲ့ပါတယ်။ အရင်ကရရှိထားတဲ့အကယ်ဒမီတစ်ခုနဲ့ပေါင်းရင်တိမ်ပကြီးအားဝမ်မုံရွှေကြီးကိုတုံးတက်ကုန်းအကယ်ဒမီဖြစ်စေတဲ့ရုပ်ရှင်ကားကြီးပါအခုတော့တနစ်မှာတကားသာရိုက်ကူတဲ့ထိတ်တန်းမင်းသမီးဝမ်မုံရွှေကြီးကတုံးတက်ကုန်းကနေလေးထက်ကုန်းအကယ်ဒမီဆုရှင်ဖြစ်ဖို့နီးကပ်လာခဲ့ပါပြီဒီနှစ်အတွက်တော့နေဝင်တဲ့အမည်ရတဲ့ထူးခြားစံပြတဲ့ဇလန်းဆက်အင်ကိုအခြေခံထားတဲ့ရုပ်ရှင်ကားကြီးကိုအကောင်းဆုံးရိုက်ကူပြီးချပြလာခဲ့တာပါနေဝင်တဲ့ဆိုတဲ့အတိုင်းတာမန်အမိန်ကလေးတယောက်မဟုတ်ပဲထူးခြားတဲ့အမည်အယုံနဲ့ဆက်သွယ်မှုတွေရှိနေတဲ့ကောင်မလေးတယောက်ရဲ့ဘဝစကြောင်းအဖုံဖုံကိုစိတ်ဝင်စားစရာကြည့်ရှုခံစား ားရမှာပဲဖြစ်ပါတယ်။မင်းသားအနေနဲ့ကလည်းကောင်မလေးတွေကြားထဲမှာနာမည်ကြီးနေတဲ့အလေးရောင်ကပါဝင်ထားပြီးခေါင်းဆောင်မင်းသားမင်းသမီးတွေရဲ့ရုပ်ရည်အနေထားပါညာနေတဲ့ဆွဲဆောင်မှုအားကောင်းလွန်နေတာပါ။ဇလန်းကလည်းစိတ်ဝင်စားစရာဖြစ်တဲ့အတွက်နှဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာတခဏအတွင်းမှာပြိသက်တီကြားနာမည်ကြီးလာခဲ့ပါတယ်။အထူးသဖြင့်ခေါင်းဆောင်မင်းသမီးဝမုံရွှေရဲ့ပြည်ပြည်လုံးနဲ့တရုတ်ဆောင်မှုတွေကြောင့်အကယ်ဒမီရဖို့အလားအလာတွေကပိုဝေးများနေခဲ့တာပါ။ပြီးခဲ့တဲ့နှစ်ကမှအကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုကြီးကိုရရှိပိုင်ဆိုင်ထားခဲ့ပေမဲ့နှစ်နှစ်ဆက်တိုင်းအကယ်ဒမီစုကြီးကိုတိမ့်ပိုက်သွားနိုင် ိုင်ခင်ရင်တော့ဝမုံရွှေကြီးအတွက်အမှုပညာလောကထဲမှာစံချိန်တစ်ခုထပ်တင်သွားတော့မှာပါတစ်ဖက်မှာအိန္ဒိယရေးတာယာအစီအပြေအောင်ဇနီးကောင်းတယောက်ပီတာစွာတာဝန်ဝတရားချေပုံစွာနေထိုင်နေပေမဲ့ချိန်ရတဲ့ပြည်သက်တွေအတွက်အမှုပညာလုပ်တွေကိုလည်းမပြတ်မကွက်အောင်လှောက်ဆောင်နေရင်းကနေအကယ်ဒမီရဲ့လက်တကန်းအလူကိုရောက်ရှိလာနိုင်ခဲ့တာကတော့လက်ဖျားခါလောက်ပါတယ်။သူမနဲ့အပြိုင်တခြားမင်းသမီးတွေရဲ့ရုပ်ရှင်ကားကြီးတွေကလည်းလူကြိုက်များအောင်မြင်နေရဆိုပေမဲ့နောက်ဝေတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကဝမုံရွှေကြီးရဲ့တရုပ်ဆောင်ချက်တွေကတော့အကောင်းဆုံးဆိုတာတွေရဲ့ထိတ်ဆုံးပါပါလို့ပြောလို့ရပါတယ်။မကြာခင်လပိုင်းအ အတွင်းမှာအကယ်ဒမီပေးပွဲကြီးလည်းရောက်ရှိလာတော့မှာမလို့ပြိုင်ဆိုင်ရုံတင်နေရဲ့ရုပ်ရှင်ကားကြီးတွေထဲမှာဝတ်မုံရွှေရဲ့နှုတ်ဝင်တွေကတော့ချီးကျူးမှုအများကြီးရရှိနေတာပဲဖြစ်ပါတယ်။ကြီးရှုသူပြိတက်ကြီးအနေနဲ့ကရောသုံးထက်ကွန်အကယ်ဒမီမင်းသမီးဝတ်မုံရွှေအနေနဲ့ဒီနှစ်မှာလည်းလေးထက်ကွန်အကယ်ဒမီစုကြီးကိုထပ်မံရရှိပိုင်ဆိုင်နိုင်အောင်မလားလို့ထင်မြင်မိကြပါသလားရှင်။